မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဓတမတန်းမြန်မာသားဖက်စာမှာပါဝင်တဲ့ lesson ဆိုတဲ့ကြပြားလေးကိုကျူးဆူဖတ်ပြ တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကဗျာလေးကို19ရာစုမှာကဗျာဆရာမဲခွေကနေပြီးတော့ရင်ရေးဖွဲ့ထားတာဖြစ်ပါတယ်ရှင်ဒီကဗျာလေးကိုမရုတ်ဖက်ခင်မှာကဗျာဆရာမဲခွေရဲ့အကြောင်းလေးကိုအနှဲငယ်မြတ်เนาะရုတ်ဖက်ပြပေးခြင်းပါတယ်ဒီလက်ဆောင်ဆိုတဲ့ကဗျာလေးဟာကုန်းမောင်ခင်မှာရေးသားထားတဲ့၄စစ်ကဗျာအမျိုးအစားလေးဖြစ်ပါတယ် မဝဲဘူးမဲခူးတဲ့ဖက်ဆိုအစချီတဲ့နော်ဤကဗျာဟာကုံးမောင်ခိစာဆိုမဲခွေဆက်ဆိုရတဲ့ကဗျာတပုတ်ဖြစ်ပါတယ်မဲခွေမြမသက်ကလေး1150ပြည့်နှစ်ခန့်1230ခုနှစ်ခန့်ကရရနာတိန်ကမြို့နေစတောင်းဝန်ဤသမီးနှစ်ယောက်အ내အငယ်ဖြစ်သည်အရွယ်ရောက်တော့အမွေဟွန်ဟောင်းမောင်ဆွတ်နှင့်စုံဖက်ဤ မဲခွေဤအမမှာမဲကေဖြစ်သည်မဲခွေသည်မြန်မာတက်ကရက်1143ခုနှစ်တွင်နန်းတက်တော်မူသောဘိုးတော်မင်းတရားလက်ထက်နန်းတွင်း၌ခါစားထမ်းရွက်ကာအမျိုးသမီးစာဆိုတော်မူကြော်ကြားလာပေသည်ပညာရှင် အချို့တို့မှတ်သားချက်အရမူမဲခွေသည်တက်ကရက်1196ခုနှစ်တွင်နန်းတက်တော်မူသော ကုန်းပေါင်းမင်းတရားကြီးလက်ထက်တော်တိုင်အောင် ်ထင်ပေါ်ကြော်ကြားသူဖြစ်၏မဲခွေသည်12လ12ရာသီလုံးကိုပင်အချင်းကပြားဖြင့်ရေးဖွဲ့ခဲ့သည်ဖြစ်ရာရှေးကပေါ်ခဲ့ဘူးသော12ရာသီဘွဲယတု12ရာသီဘွဲလူတာများနှင့်မတူတမူထူးခြားနေသည်ထို12ရာသီအချင်းအပြင်80ပေါ်အချင်းများတရာချင်းများ မိုးချင်းများလင်းစင်များရတုများကိုလည်းရေးသားခဲ့ပေသေးသည် အထူးသဖြင့်အဲချင်းများနှင့်ငိုချင်းများကြောင့်ထင်ရှားကျော်စောသည်ဒါလေးကတော့လက်ဆောင်ကပြားကို ရေးသားခဲ့တဲ့မဲခွေရဲ့အထုပ်ပတ်တီလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်လက်ဆောင်ကပြားလေးကိုဖတ်ကြည့်အောင်လက်ဆောင် မဝဲဘူးမဲခိုးတဲ့ဖက်စိုးမိမကူနေပူမာမကင်အားလို့ ထားရတဲ့အိယာအောက်မှာမင်းတောက်ဖို့ကိုညာအနရှေသွားနဲ့ကိုင်းလို့တို့မချိုတောင့်လိမ့်စေပိုးမကူဝါချီပြူတပင်ရစ်ကဲနဲ့ငဲချစ်မောင် ရွှေဝါသွားကိုပားလိုက်ကဲ့လေစကောရာစုမဲခွေဒါလေးကတော့နော်ချစ်သူမောင်တောက်ဖို့အတွက်ကိုရင်ပြုတ်လုထားတဲ့စစ်လိမ်မှာမိန်းကလေးရဲ့ချစ်ချင်းမြတ်တာတွေ ပါဝင်နေတဲ့ပုံကိုဖွဲ့ဆိုထားတဲ့သင်ခန်းစာရဲ့ဇိုလိုရင်းလေးပဲဖြစ်တာတဲ့ဖြစ်ပါတယ်ဒါဆိုရင်ဒီသင်ခန်းစာလေးကိုနော်ဘာသာပြန်ကြည့်အောင်မဝဲဘူးမဲခူးတဲ့ဖက်ဆိုဝဲထားတာမဟုတ်မေကိုယ်တိုင်ခူးထားတဲ့ဖက်ဆိုလေးတွေကိုမိမကူနေပူမှာမကင်အားလို့ထားရတဲ့အိယာအောက်မှာမင်းတောက်ဖို့ကို မဲကိုယ်တိုင်ခူးထားတဲ့ဖက်ဆူလေးတွေကိုမီးနဲ့လဲချောက်အောင်မလုပ်မီးနဲ့လဲချောက်အောင်မလှမ်းရက်ဘူးနေပူလဲမလှမ်းရက်ဘူးမေအိတ်တဲ့အိယာအောက်မှာပြန့်ကင်းပြန့်သွားအောင်နော်အိယာအောက်မှာပြန့်ခင်းထားပါတယ်ညာအနာရှေသွောင်းနဲ့ကိုက်လို့တို့မချိုးတောင့်လိမ့်စေချောက်သွားတဲ့ဖက်ဆူလေးတွေရဲ့အနာကိုကတ်ကျင်းနဲ့ လည်းမဖြတ်ဘူးဓာတ်နဲ့လည်းမဖြတ်ဖဲနဲ့မိရဲ့သွားလေးတွေနဲ့ညီးနေအောင်ကိုက်ချက်ကိုက်ဖြတ်ပြီးတော့လိတ်ထားတဲ့ဆဲလိတ်ကလေးဖြစ်ပါတယ်ဒီဆဲလိတ်ကလေးထဲမှာမိရဲ့မြစ်တာတွေပါတဲ့အတွက်ကြောင့်မလို့အလွန်ပဲချုံမြိန်လှပါတယ်ပိုးမကူဝါချီဖြူတပင်ရက်ကဲနဲ့ငဲချစ်မောင်ရွှေဝသွားကိုပါလိုက်တဲ့လေတဲ့နော်ဒီဆဲလိတ်ကလေးကို ပါလွန်နေတဲ့ဝါချီလေးတွေနဲ့ရစ်လိမ့်ပြီးတော့အင်းဝရွှေမြို့တော်မှာရှိတဲ့မေချစ်ရတဲ့ငယ်ချစ်မောင်ရှိကိုလက်ဆောင်ပေးလိုက်ချင်ပါတယ်တဲ့ဆိုပြီးတော့ရင်ရေးသားထားတဲ့เนาะကြပြားလေးပဲဖြစ်ပါတယ်။ကဲဒီကြပြားလေးထဲမှာဆိုရင်တော့ခက်စစ်အဖွင့်လေးလုံးကိုလေ့လာတွေးရှိရမှာဖြစ်ပါတယ်။နံပါတ်1ကပါ ပါဆိုတာကတော့လက်ဆောင်ပေးသည်နံပါတ်1ကမကင်အားမကင်အားဆိုတာမကင်ရက်နံပါတ်3ကမချိုတော့မချိုစပူချိုတော့နဲ့နံပါတ်4ကရွှေဝအင်းဝရွှေမြို့တော်ဆိုပြီးတော့ရင် ခက်စစ်အဖွင့်၄လုံးကိုလေ့လာ တွေ့ရှိရမှာဖြစ်ပါတယ်ဒီလက်ဆောင်ဆိုတဲ့လက်ကျင်ခန်းထဲမှာတော့မေကွန်၅မျိုးကိုသူကပေးထားတာဖြစ်ပါတယ်။နံပါတ်၁ကတော့ မင်းမပြိုလေးဟာကျစ်သူအားပေးမဲ့လက်ဆောင်ကိုမြည်သူဖန်တီးပြုတ်လုခဲ့သည်တဲ့နော်ဖန်တီးပြုတ်လုတဲ့ပုံကိုကိုနကရေးသားပြောပြခဲ့ပါတယ်နံပါတ်1ကလက်ဆောင်ကပြားတွင် တွေ့ရသောမင်းမပြိုလေးဤချစ်သူမောင်အပေါ်ထားရှိသည့်စေနာမြေတာကိုချီးကျူးရေးသားပါတဲ့နံပါတ်3ကမိမကူနေပူမမကင်အားဟူသောစကားကိုသင်မြည်သောနားလေသည်နီးတဲ့နံပါတ်4 လက်ဆောင်ကြပြမှမြည်သည့်ယတများကိုခံစားရသည်နည်းတဲ့နံပါတ်5ကလက်ဆောင်ကြပြ၏အတန်ချိုတာမှုကိုနှစ်သက်ပါသလားတဲ့တင့်ထင်မြင်ချက်ကိုရေးသားပါတဲ့ဒါလေးကတော့လက်ဆောင်ကြပြထဲမှာရှိတဲ့နော်မေကွန်လက်ကျင်ကံမေကွန်5မျိုးရှိပါတယ်ယတတွေအကြောင်းကတော့ရှေ့ပိုင်းမှာတင်ပေးခဲ့တာရှိပါတယ်လေ့လာကြည့်ပါ ကဲဒီနေ့သင်ပေးခဲ့တာကတော့ဓတမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့၄စစ်ကြပြားလေးတပုတ်ဖြစ်တဲ့လက်ဆောင်ဆိုတဲ့ကြပြားလေးကိုဖတ်ပြသင်ပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်